ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့စာတင်ကျောင်းတွေနဲ့ကျောင်းသားတွေကိုဘုံကျဲတက်ပြက်နေတဲ့စစ်ကောင်းဆောင်ပူရှုံမှုကြီးမင်းအောင်လိုက်ကတနိုင်ငံလုံးအတိုင်းအတာနဲ့ပညာရေးကဏ္ဍဖွံ့ဖြိုးအောင်အတွက်ဆောင်ရွက်နေတယ်လို့ပြောကြားလိုက်ပါတယ်။အော်တိုဘာလ22ရက်နေ့မနက်ကနေပြည်တော်ကမြန်မာအပြည်ပြည်ဆိုင်ရာကွန်မရှင်ဗဟိုဌာန1 MICC1 မှာကျင်းပတဲ့ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက်ကသူပညာရေးဘွဲ့9နှစ်တင်တဲ့အမှတ်စဉ်ခွန်က ကျောင်းသားကျောင်းသူတွေနဲ့တွေ့ဆုံပွဲမှာအမှားစကားပြောကြားစဉ်ထွေတင်ပြောကြားခဲ့တာဖြစ်ပါတယ်။ဘူချုံမှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကော်မရှင်ဟာမြန်မာပြည်အတွင်းရခိုင်အပါအဝင်တော်လှန်ရေးနေမျိုးတွေကစစ်ဖက်နဲ့မသက်ဆိုင်တဲ့စာတင်ကျောင်းတွေနဲ့ကျောင်းသားကျောင်းသူတွေကိုပိတ်မှတ်ထားပြီးလေကျောင်းကနေပုံကျဲတက်ခိုင်နေတယ်လို့ဒေသခံတွေကပြောကြပါရယ်။အော်တိုဝါလာအတွင်းစစ်တပ်ကလေကျောင်းပုံကျဲလို့ရှင်းပြနေဟာခါမျိုးနေမှာကျောင်းသားနှုတ်ဦးသေဆုံးပြီး22ဦးတရားရရှိခဲ့တယ်လို့ မွန်ပြည်နယ်ပြည်လင်းမြို့နယ်မှာလည်းကျောင်းသား9ယောက်သေဆုံးပြီးတော့6ယောက်ဒဏ်ရာအပြင်ထံရရှိသွားခဲ့ကာရှင်းပြည်နယ်မင်းတပ်မြို့နယ်မှာလည်းကျောင်းသား3ယောက်နဲ့မတန်ဆွန်အမျိုးသမီး1ယောက်သေဆုံးပြီးအရက်သား6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့ကလည်းရခိုင်ပြည်ကြောက်တော်မြို့နယ်ကကိုပိုင်းဘော်တာကျောင်းဆောင်တစ်ခုကိုလေကျောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းသားကျောင်းသူအယောက်20သေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။စကိုင်းတိုင်းဒီပေးရင်မြို့နယ်မှာလည်း မေလ12ရက်နေ့ကစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဆရာဆရာမ2ယောက်အပါအဝင်ကျောင်းသားကျောင်းသူ24ယောက်ထပ်မံနေသေဆုံးပြီးတရားရရှိသူ105ယောက်အထိရှိခဲ့ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေ2025ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့အထိနှစ်နှစ်ကျော်အတွင်းမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် စာတင်ကြောင်း240ကျော်အထိပြည့်စည်ခဲ့တယ်လို့သိရပါတယ်ရှင်